မင်္ဂလာပါဒီနေ့ကျွန်မကနေပြည်တော်မှာဗလီစောက်မယ်ဆိုတဲ့ကိစ္စကိုပြောပါမယ်နေပြည်တော်မှာဗလီစောက်မယ်ကိစ္စကဒီရက်ထက်အများဆုံးလူပြောအများဆုံးနဲ့စိတ်လှုပ်ရှားမှုစိတ်ဝင်စားမှုအများဆုံးသတင်းဖြစ်တယ်။ဒါဒီတိရစ်ဟုတ်ရင်မဟုတ်ဘူးဆိုတာအတိမပြုနိုင်ဘူး။ဘာလို့လဲဆိုတော့ပြည်ပမှာနေတဲ့လူတယောက်ကပြောတဲ့သတင်းဖြစ်နေလို့ဒီသတင်းဟုတ်ရင်မဟုတ်ဘူးဆိုတာကိုဒိမီယာသမားတွေအနေနဲ့ကအတိပြုပေးဖို့လိုအပ်ပါတယ်။နေကသတင်းသမားမဟုတ်ဘူးလားနေကမသိဘူးလားလို့မေးပြရှိတယ်။ကျမသတင်းသမားမဟုတ်ဘူး။ကျမဒီနိုင်ငံကိုချစ်တဲ့အမျိုးကိုချစ်တဲ့ အာနိုင်ငံရေးတက်ကြွားလှူရှားတဲ့သူမျိုးသားရေးတက်ကြွားလှူရှားတဲ့သူတယောက်သာဖြစ်တယ်။ပြီးရင်တရင်ရဲ့ပတ်သက်လို့ကျွန်မကလေဘယ်နာမှာဘယ်လိုတိုက်ပွဲဖြစ်ပါတယ်လို့ဘယ်နာမှာအလောင်းဘယ်နှခုရပါတယ်လက်နဲ့ဘယ်နှခုရပါတယ်ဘယ်နာမှာ PD ရဲ့စခန်းရှိပါတယ်ဘယ်သူကတော့အာထောက်ဖို့ပါဘယ်သူအိမ်ကိုချိတ်ပိတ်ပါဘယ်သူကိုဖမ်းပါဆိုတာမျိုးကြီးကျွန်မဘယ်တော့မှမပြောခဲ့ဘူးအဲ့ဒီတော့ကျွန်မသတင်းလေးကိုမသိဘူးဆိုတော့သတင်းလေးအများတန်းတင်လေးရှိရဲ့သတင်းလေးကိုသူ့ထက်ကသူ့သတင်းကမှန်တယ်ငါသတင်းကမှန်တယ်ဆိုရဲလူတွေက ီသတင်းကိုအတည်ပြုပေးဖို့လိုအပ်ပါတယ်ထို့သဖြင့်အာနေဘရောမှာရှိနေကြတဲ့နော်ကိုအောင်မင်းတို့ကိုကျော်မျိုးမင်းတို့ကိုကျော်စောဦးကိုကျော်စိုးဦးတို့ဟန်ငယ်ဦးတို့နော်ကျော်စွာတို့မိုင်းဝေးတို့ကိုတက်တို့ကိုအောင်မိုးကျော်တို့မတ်စနိုက်ပါစုတို့မက်ဂဇင်ဦးတို့ဆိုတော့သူတို့အနေနဲ့ကဒီသတင်းကိုအတည်ပြုပေးဖို့လိုအပ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နေပြည်တော်ကလေးစောင့်မိတ်ကိစ္စမတိရကောင်းလားဆိုပြီးကျော်မျိုးမင်းကျော်စိုးဦးဒဇင်ဦး ဟန်ငင်းဦးတို့ကိုမပူတူးစင်ခေါ်လိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာဆိုဒီနေ့ပြတော့မှမလီဆောင်မယ်ဆိုတဲ့အကြောင်းအရာကိုကြားရတယ်မျက်လုံးထဲမှာပထမဆုံးမြင်အောင်မိတာကကျမတို့ရန်ကုန်မြို့နယ်ကောင်မှာရှိတဲ့စုလီပြရဲ့ခရစ်ယာန်ချက်ချောင်းရဲ့မွတ်စလင်တွေရဲ့အစ္စလာမ်တလီဒီသုံးခုကိုချက်ချင်းမျက်လုံးထဲမှာပြင်းနေပြီဒါကဘာလဲဆိုလို့ရှိရင်နိုင်ငံသားလူနေနိုင်ငံသားခွင့်ရပေးတယ်ဆိုတဲ့အဓိပ္ပာယ်ခင်ဗျားတို့ကတစ်ချိန်လုံးစစ်တပ်ကအစ်ဟာနာရှင်တွေကအစ္စလာမ်တွေဘုံကိုထိတ် ိနှိပ်ထားတယ်လူနည်းစုတွေကိုဖိနှိပ်တယ်စစ်တပ်ကမျိုးသားရေးဆုံးရောက်တယ်လို့ခမားတို့တစ်ချိန်လုံးကြွေးကြော်တယ်ခမားတို့တစ်ချိန်လုံးဆွတ်ဆွဲတယ်ဒါပေမဲ့တကယ်တမ်းတော်ကောင်းဆောင်တွေကနိုင်ငံသားလိုနေတဲ့လူတွေကိုနိုင်ငံသားအခွင့်အရေးပေးထားတယ်ဆိုတာပေါ့လွယ်နောက်တစ်ချက်ကရခိုင်တရက်ရိုဟင်တာတရက်ဆိုပြီးတော့လက်ရှိအန်နုချီမှာရှိရဲလူခွင့်ရေးဝင်ကြီးကပြောခဲ့ဒန်းလူခွင့်ရေးရမယ်ဒန်းလူခွင့်ရေးသူတို့ပေးရမယ်သူတို့ဒန်းလူခွင့်ရေးလိုချင်တယ်လို့ပြောခဲ့တယ်ဒါတည်ဝင်ထုတ်ပေါ်ပြောတာနော် ာနဲ့တူတဲ့လို့မေးလို့ရှိရင်ကဲမမြင်လမ်းမမြင်ပင်လေထဲမှာလေပစည်းနဲ့မျောလွင်အောင်မျောနေအရှိတ်ကန်ကိုသွားကတ်တော်လဲအရှိတ်ကန်ကလူကြီးကလက်မခံပဲမောင်းထုတ်တယ်အနောက်ခက်ကန်ကိုသွားကတ်တော်လဲအနောက်ခက်ကန်ကမောင်းထုတ်အဲ့ဒီလိုနဲ့ဘသူမှလက်မခံပဲနဲ့လေးနေအောင်မျောနေတဲ့ဒီလေစည်းဒုက္ခတွေကိုရခိုင်ပြည်မြောက်ပိုင်းကတနာတော်အဖြစ်ကန်းကတ်ခွင့်ပေးလိုက်တယ်တနာလို့ဒီပေါ်မှာအခြေချခွင့်ပေးလိုက်တယ်ခြံထဲမှာအဖီလေးဆွဲနေပေးနေခွင့်ပေးလိုက်တယ် စားခြင်းစားခြင်းအထင်းလေးတွေပြီးတယ်ဝိပိဒါအိုးထည်လေးတွေဆင်ပြီးတယ်တနာလို့ကုညီပေးထားတယ်ဒါပေမဲ့နေတာအချိန်ကြာလာတဲ့အခါကျတော့ငါတို့လည်းဒီ channel မှာတူပြီးနေတာပဲငါတို့ကြောင့်အိမ်စုပ်လေးနဲ့လူတွေတို့ကတိုက်ချင်းနေနေတယ်မဖြစ်တင်ဘူးဒီ channel ကိုငါတို့တဝက်ပိုင်တယ်ငါတို့ကိုတဝက်ပေးရမယ်သူတို့ကြတော့စားဦးစားပြားဦးစားတယ်ငါတို့ကြတော့စားကျွေးနေပေးတယ်မလို့ချင်းဘူးရခိုင်ကွက်သားတရုံးဆိုငါတို့လည်းကွက်သားတရုံးစားမယ်သူတို့သားသမီးတွေကြတော့အကြောင်းနေတက်ရတယ်ငါတို့သားသမီးလည်းအကြောင်းတက်ရအောင် သူတို့ကြတော့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဝင်ရောက်ရွေးချယ်ခံပြီးလွှတ်တော်အမတ်တွေဝင်ကြီးတွေဝင်ကြီးချုပ်တွေအစိုးရအဖွဲ့အစိုးရဖြစ်ခွင့်ရှိရင်ငါတို့လည်းပဲအစိုးရအဖွဲ့ဝင်ဖြစ်ခွင့်ရှိရမယ်ဆိုရဲတန်းတူအခွင့်အရေးကိုတောင်းလာတယ်။ဒီမှာအန်ဦးကြီးကလူခွေဝင်ကြီးအာကျော်မိုးဆိုတဲ့သူကရခိုင်တကြက်ရိုဟင်ဂျာတကြက်ဆိုပြီးတောင်းနေတဲ့ကိစ္စပေါ်မှာလက်ရှိအန်ဦးကြီးကိုထောက်ခံနေတဲ့ကောင်းလေကောင်းမကြီးဘသူကမှမငင်းခဲ့ကြဘူး။ဘသူမှမပေးပါဘူးမပေးနိုင်ဘူးလို့မပြောဘူးအဲ့လိုပဲအေအေကလည်း ဒါမပေးနိုင်ဘူးလို့ဘယ်သူမှမငင်းဘူးအေးအေးကိုထောက်ခံနေတဲ့ရခိုင်နဲ့တကောင်းမှထပြီးဖြည့်ရှင်းလာငင်းလာကျွန်မတယောက်မှမတွေ့ဘူးဒါဆိုရင်ခင်ဗျားတို့ကသဘောတူတယ်ဆိုတဲ့သဘောတော့ရောက်တယ်နော်အနုချင်းကအရှင်းနေနေနဲ့လာဥပဒေကိုဖျက်သိမ်းလိုက်တဲ့ဘင်္ဂလီတွေကိုရိုဟင်ဂျာနာမည်နဲ့တိုင်းရင်းသားဖြစ်ခွင့်ပေးမယ်ရခိုင်တကျက်ရိုဟင်ဂျာတကျက်တိုင်းလူခွင့်ပေးမယ်ဆိုတာကိုခင်ဗျားတို့ကသဘောတူလက်ခံနေဒါဆိုရင်ခင်ဗျားတို့အဲ့လိုသဘောတူလက်ခံနေရင်အခုလက်ရှိနေပြီးတော့မှဗလီအောက်မယ်ဆိုတဲ့ကိစ္စဟုတ်ရင်မဟုတ်ရင်အသာထား ဒီသတင်းကိုကြားလာနဲ့ခမားတို့ပြောနေရမှာလေခမားတို့ကတစ်ချိန်လုံးစစ်တပ်ကဆီဟာနာရှင်ကမွတ်စလင်တွေကိုဖိနှိပ်ထားတယ်အစ္စလမ်တွေကိုဖိနှိပ်ထားတယ်စစ်တပ်ကမျိုးသားရေးဆုံးရုံတွေကိုခမားတို့တစ်ချိန်လုံးဆွတ်ဆွဲခဲ့တာလေလက်ရှိမှာစစ်တပ်ကမျိုးသားတန်းသူခွင့်တနည်းအားဖြင့်လူနည်းစုဖြစ်နေကြတာနိုင်ငံမလို့နေနိုင်ငံသားခွင့်ရေးပေးတယ်ဆိုတာကိုခမားတို့ကပြောနေရအခုကြတော့ အခွင့်အရေးမပေးတော့လည်းမပေးလို့ဆိုပြီးခင်ဗျားတို့လက်ညှိုးထိုးတယ်ဖောင်းထုတ်အခွင့်အရေးပေးတော့လည်းပဲဒီစက်တက်ကဒီလိုပေးနေပြီးမဘာသာရေးဘာလုပ်နေလဲဆိုပြီးခင်ဗျားတို့ဖောင်းထုတ်တယ်ဆိုတော့ခင်ဗျားတို့ရဲ့ရည်ရွယ်ချက်ကအဲ့ဒီဘင်္ဂလီတွေကိုအကြောင်းပြပြီးတော့ရှင်းလို့ရကျမတို့ကိုယ်နိုင်ငံသားအချင်းချင်းညာဖြစ်နေကြတာဒီဘင်္ဂလီတွေကိုအကြောင်းပြလို့အခွင့်အရေးမပေးတော့လည်းမပေးလို့ဆိုပြီးခင်ဗျားတို့ရန်ရှာရယ်ပြဿနာရှာတယ်အခွင့်အရေးပေးတော့လည်းအခွင့်အရေးပေးလို့ဆိုပြီးခင်ဗျားတို့ရန်ရှာရယ်ပြဿနာရှာတယ်ဆိုတော့ကျမတို့ကအင်ဂျင်ရှင်အိုးမဲ့တုတ်ပြီးခွင့်နေရတာအချိန်တော်ကြာပြီဖြစ်တယ် ဒီနေရာမှာလူနေစုဆိုတဲ့စကားဒီလူနေစုအခွင့်အရေးဆိုတဲ့စကားကိုပထမဆုံးစပြီးတော့ပြောခဲ့တာကဘယ်သူလဲဥယျာရှင်ဥယျာရှင်ဆိုတာကအိန္ဒိယနိုင်ငံသားအိန္ဒိယမှာမွေးတဲ့အိန္ဒိယနိုင်ငံသားသူ့အဖေကကုန်းတဲ့ကျမတို့မြန်မာနဲ့အိန္ဒိယကကိုလိုနီနယ်ချဲတွေကြုံပေါ်ရောက်တဲ့အခါမှာမြန်မာနဲ့အိန္ဒိယကိုကုန်းတဲ့ကူတန်ရောင်းဝယ်ရင်းနဲ့ကျမတို့လက်ရှိအာဖန်တူလာလမ်းမှာ ကုံဆိုင်လေးဖွင့်ပြီးတော့မြမပြီးမှာအခြေချရတယ်။အဲ့ဒီကနေပြီးတော့ဥရရှိကမြမပြီးမှာကြီးပြီးတော့တက်တူကျောင်းသားရောက်သွားတယ်။တက်တူကျောင်းသားဘုရားမှာနော်ဘုကျော်အောင်ဆန်းတို့နဲ့တူအဲဒီကိုအောင်ဆန်းတို့ကိုနုတို့ကိုကျော်ရင်းတို့ကိုညိုမြတို့ကိုရရှိပေါ့။အဲသူတို့အဲ့ဒီမှာတာဂတာတို့ဘာဘာတာတို့ကျောင်းသားနိုင်ငံရေးလုပ်တယ်။ဒီညမှာတခုဖြတ်ပြီးပြောရမှာကဘုကျော်ကကျောင်းသားဘုရားမှာနိုင်ငံရေးလုပ်ခဲ့တယ်။ဒါပေမဲ့သူ့နိုင်ငံရေးတဲ့ကိုအခြေစုံပြစ်ပြီးဝင်တဲ့အချက် ចောင်းသားកောင်းဆောင်ဆိုတဲ့မျက်နှာဖုံးကိုဘိုးချုပ်ကြီးခွာကြခဲ့တယ်ကျောင်းသားကောင်းဆောင်နော်ဗမာနိုင်ငံလုံးဆောင်တဲ့ကျောင်းသားများတမကဘာကာတာဥက္ကဋ္ဌတာကာတာဥက္ကဋ္ဌကိုအောင်ဆန်းဆိုတဲ့ယာတို့ကိုစွန့်အဲ့ဒီယာတို့ကတရားဝင်နှုတ်ထွက်ပြီးတော့ဒုဗမာအစည်းအုံးမှာတခင်အောင်ဆန်းတခင်နုတခင်ကျော်ရင်တခင်ညုံများဆိုပြီးတော့တခင်ဘွဲကိုခံလိုက်တယ်ဆိုတော့လက်ရှိမှာယာတပ်ပံခေါင်းဖြူဆွဲကြိုးနေတာတောင်မှယာတပ်ပံကျောင်းသားဆိုတဲ့အရေးအောက်ကလောင်းလောင်းရေးအောက်ကယုံမထွက်တဲ့ ကျောင်းသားအိုကြီးတေဂါနီးနေရတော့မှကျောင်းသားဆိုတဲ့88မျိုးဆက်ကျောင်းသားခေါင်းဆောင်88ကျောင်းသားခေါင်းဆောင်ဆိုတဲ့နာမည်အောက်ကရုံးမထွက်ပဲလှုပ်ရှားနေတဲ့ရာသက်ပဲကျောင်းသားအိုကြီးရှက်တတ်ဖို့လိုတယ်။ဟုတ်ပြီအဲ့ဒီလိုမျိုးဘူရရှက်ကဘုချိုးတို့နဲ့အတူကျောင်းသားဘဝမှာနိုင်ငံရေးလုပ်ခဲ့ဒီမှာသတိထားရမှာဘူရရှက်ပထမဆုံးလုပ်ခဲ့တာကမွတ်စလင်လူငယ်များအသစ်မွတ်စလင်တော့ရိုးနေကြမှာမဟုတ်ဘူး မုစလင်လူငယ်များအသင့်မြမပြည်လူလက်ရေးမရခင်25နှစ်အလိုလဲကရာရှိကအဲ့ဒီအသင့်ကိုဖက်ခဲ့တာဆိုမြမပြည်က1948မှာလွတ်လပ်ရေးရှာတယ်လွတ်လပ်ရေးမရခင်25နှစ်အဆိုတော့နော်အာ1920နှစ်တော့1923နှစ်ကဥရရှိကမုစလင်လူငယ်များအသင့်ကိုသူဖွဲ့တာတယ်အဲ့ဒီလိုနဲ့တက္ကသိုလ်ကျောင်းသားဘဝမှာကျောင်းသားဥက္ကဋ္ဌတွေလုပ်တယ်။နောက်ဆုံးမြန်မာပြည်လွတ်လပ်ရေးရပြီးတဲ့အချိန်မှာ ုရချက်ကအစိုးရဖွဲ့ဝင်ကက်ဘိနက်ဝန်ကြီးဖြစ်တယ်။ပထမဆုံးကက်ဘိနက်ဝန်ကြီးနောက်အတူပါလိုက်လို့ဆိုတော့ကီတူအိုရင်ထူထောင်ရေးဝန်ကြီးဖြစ်တယ်။ဥကဥရချက်ကဒီတူအိုအထူထောင်ရေးဝန်ကြီးလုပ်တဲ့အခါရခိုင်ပြည်နယ်မှာရှိတဲ့ဘင်္ဂလီမွတ်စလင်တွေအိမ်ပိုင်ရပိုင်ဖြစ်သွားတယ်။ဘင်္ဂလီမွတ်စလင်တွေအိမ်ပိုင်ပြီးတော့ဗာလုပ်လဲ။ဥရချက်ကအလုံသမားရေးရဝန်ကြီးလုပ်တယ်။နံပါတ်၁ကအိမ်ပိုင်အောင်လုပ်တဲ့အိုအင်ထူထောင်ရေးဝန်ကြီးနောက်တစ်ခု ကုံတော်ရေးဝန်ကြီး ောက်တစ်ခု ကုံတွယ်တာဘာတွေကို ကုံတယ်လဲဆိုလို့ရှိရင်နောက်တစ်ခုကအလုတ္တမရေးရဝင်ကြည့်အလုတ္တမရေးရဝင်ကြည့်ပြီးမှကုံတွယ်ရေးဝင်ကြည့်အဲ Water UWSA ဖမ်းမိတဲ့မူရစ်စေတွေကို စစ်ကောင်စီထပ်အပ်သူညပြည်သွေးစီညီညွတ်ရေးပါတီ UWSA တရ80စစ်တေတာကဖမ်းမိခဲ့တဲ့မူရစီဝါတွေကိုစစ်ကောင်စီထံအနှံခဲ့တယ်လို့ UWPSA လာရှုဆက်ဆံရေးယုံတာဝန်ခံဦးညီရန်ကလူမှုကွန်ရက်ကနေတစင်ထုတ်ပြန်ပါတယ်။ဦးညီရန်ရဲ့ထုတ်ပြန်ချက်မှာတက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေလို့ဖော်ပြထားပြီး2025ဇူလိုင်ကစက်တင်ဘာအထိလေးချိန်ဖမ်းဆီးရမိခဲ့တဲ့မူရစီဝါတွေကိုမိုင်းတုံမျိုးနယ်မှာစစ်ကောင်စီထံလွှဲပြောင်းခဲ့တာလို့ဆိုပါတယ်။ ုလုံရွာအနီးဖမ်းမိခဲ့တဲ့စိတ်ကြွစီတတမ၅တန်ခန့်မဲကျန်ရွာအနီးဖမ်းမိခဲ့တဲ့စိတ်ကြွစီတတမ၉တန်ခန့်ပုံပါခြင်းမျိုးနဲ့ပါတဲ့ဝမ်မန်ရွာလမ်းခွဲမှာဖမ်းမိတဲ့စိတ်ကြွစီပြားငါတတမ၇တန်ခန့်မြန်မာထိုင်းနိုင်ငံနဲ့ဆက်နောက်ဝမ်ရွာအနီးတွင်ဖမ်းဆီးရမိသော စိတ်ကြွစီပြားလေးတတမ၈တန်ခန့်ကိုစုစုပေါင်းမူရစေဝအပြားရေး၁၄တန်နီးပါးကိုစစ်ကောင်စီထံအနှံခဲ့တာလို့ထုတ်ပြန်ပါတယ် ူညတက်ဖွဲ့ကအခုလိုမူရစ်စေဝါလွှဲပေးတာဟာ24ချိန်ရှိပြီလို့လည်းအတည်ပြုထားပါတယ်။တူညတက်ဖွဲ့ကစစ်ကောင်စီထံမူရစ်စေဝါအချင်းဟာလုံထုံးလုံနီအတိုင်းဖြစ်ပြီး UWSA နဲ့မြေမဟုတ်တဲ့အခြားစစ်ကောင်စီနဲ့ပေါင်းတဲ့အဖွဲ့တွေရဲ့ဒေတာတွေမှလည်းဘိန်းဆိုင်ပြိုးကြပြီးဘိန်းကိုအဖျက်ပြမဲ့အခင်းကိုအဖျက်ပြတပ်ပုံမတန်းယူတဲ့လုပ်ရက်တွေတွေ့ရတယ်လို့လေလာသူတဦးကပြောပါတယ်။ အခုဒီမူရစ်စေဝါကပမာဏတော်တော်များတယ်များတော့ဖမ်းမိတိုင်းလဲစစ်တပ်ဘက်ကပဲအပီးဖြက်စီးပြလေးပြထားရှိတယ် UWSA ကသူတို့နယ်မြေထဲမှာတွေ့ရင်ဖမ်းတယ်ဖမ်းပြီးရင်လဲတာဝန်ရှိတဲ့လော်လော့ဆယ်စစ်ကော်မရှင်ကတာဝန်ယူထားတော့စစ်ကော်မရှင်ကိုအတက်ပေါ်ဟိုရင်တုန်းကဆိုရင်လဲပြည်ထရေးဌာနကိုအလေအထရှိတဲ့အနေထားတွေ့ရတယ်အခုက PR တွေတော်တော်များပြီးကြက်ကြက်မက်မက် UWSA ကလှုပ်လာတာတွေ့ရတယ် ူတို့ဖမ်းမိတဲ့အရေးအတွက်ကကြောက်ခမန်းလီလီတွေ့ရတယ်။ဒါတွေကပြောရမယ်ဆိုရင်တရခန်ဘသူလဲဟိဆိုစစ်တပ်မှာတရခန်ဘဲကထွက်နေတာလဲဘဲကသွားနေတာလဲမင်းကြီးတာကထွက်တယ်စစ်တပ်ကလုံနေတာတွေစစ်တပ်ကိုတီအောင်လို့လူသိရှင်ကြားပြန်ပြီးတော့လုတ်ပေးတဲ့ပုံစံမျိုးလို့လေးလာသူကပြောပါတယ်။ UWSA မူရစေဝဖန်ဆီးမှုကိုကမ္ဘာနှင့်အိန္ဒိယနိုင်ငံကတည်စေရန်လှုံ့ဆော်ခြင်းဖြစ်တယ်လို့လည်းပြောပါရဲ UWSA ဖွဲ့ဟာမူရစေဝနဲ့ပတ်သက်ပြီးဆွဆွဲခံရမှုမကြခဏကြုံနေရတဲ့အဖွဲ့လည်းဖြစ်ပါတယ်ရှမ်းသတင်းရင်းမြစ်တူကမူရစေဝတွေဝတ်တဖွဲ့ထမ်းချုပ်လှုပ်ရှားဒေတာမှထုတ်လုပ်မှုတွေရှိနေပြီးအမတ်တကယ်ဖမ်းရန်လိုတယ်လို့မှတ်ချက်ပြုပါတယ် သူတက်တွေရှိတဲ့နေရာပတ်ဝန်းကျင်မှာလှုပ်ရှားနေတာတွေအများကြီးပါဗျာလို့ရှမ်းသတင်းရင်းမြစ်ကပြောပါတယ်စက်တင်ဘာ20ရက်ကမြန်မာထိုင်းနယ်ဆက်ပုံပါချင်းမျိုးသွားတဲ့လမ်းပေါ်မှာကမူးယစ်စေဖမ်းတဲ့လာသူကိုဖမ်းဆီးတဲ့သတင်းထုတ်ပြန်ရမှာသတင်းပေးသူက UWSA တပ်မဟာ895ကတရင်မှုထံအကြောင်းကြားလို့မူးယစ်စေကုံကူးတူတွေရဲ့ယင်ကို လိုက်လံရှာဖွေဖမ်းဆီးခဲ့တာလို့ဦးညီရန်ကထိုစင်ကအတိပေးထားပါတယ် UWSA ဟာမူရစေဝါထုတ်လုပ်မှုတွေရဲ့နောက်ွယ်မှာရှိနေတယ်လို့ထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ကထုတ်ဖော်ပြောဆိုထားပြီးအဲ့ဒီဆွဆွဲချက်ကို UWSA ကငြင်းဆိုထားပါတယ်တက်ဆင်က ထိုင်းနိုင်ငံကိုဝင်ရောက်နေတဲ့မူရစေဝါအားလုံးနေပါဟာ UWSA ကထုတ်လုပ်နေတာလို့လည်းဆွဆွဲခဲ့ပါတယ်သူကထိုင်းဆိုရအနေနဲ့ ိန္ဒိယချင်းနိုင်ငံတွေနဲ့ပူးပေါင်းပြီး UWSA ကိုဖြိုခွင်းပေးရေးကိစ္စအတွက်မြန်မာဘက်ကဖိအားပေးတောင်းဆိုတင်ကြောင်းလည်းဆိုပါတယ်။ဒါပေမဲ့အဲ့ဒီကိစ္စကိုမြန်မာဘက်ကပြက်ကွက်ပြီးမူရစေဝါထုတ်လုပ်မှုတွေကိုမတားနိုင်ဘူးဆိုရင်ခွင့်ပြုချက်တောင်းခံပြီးထိုင်းနိုင်ငံကိုယ်တိုင်တုံ့ပြန်အရေးယူဖို့စဉ်းစားတင်ကြောင်းလည်းတက်စင်ကဆိုပါတယ်။ဒါဟာတက်စင်ကပြည်တွင်းမှာကြုံနေတဲ့မူရစေဝါပြဿနာတွေနဲ့ပတ်သက်လို့ UWSA ကိုတိုက်ရိုက်ကြဆုံးဆွဆွဲပြီးအပြင်းထန်ဆုံးချင်းချောက်လာခြင်းလည်းဖြစ်ပါတယ် နံပါတ်1နေဖို့အိမ်ရောက်သွားတယ်။နံပါတ်2အလုပ်ရောက်သွားတယ်။နံပါတ်3ကုန်သွယ်ပြီ။ဘာကြီးကုန်သွယ်မှာလဲဆိုတော့တက်ထွန်းတွင်းကုန်သွယ်ပြီ။တက်ထွန်းတွင်းနေရပြီ။အလုပ်လည်းရပြီ။နေပြားအိမ်လည်းရပြီ။စီးပွားရေးလည်းရပြီ။ပစ္စည်းငွေကြေးတောင်းတင်းသွားပြီဆိုဘာလို့နေလဲ။ပညာရေးလို့နေလဲ။ဥရရှိကပညာရေးမြင့်ကြီးလို့တယ်။နောက်တစ်ခုအမျိုးသားစီမံရေးရာဖွင့်ကြီးလို့တယ်။အဲ့ဒီဂျာဒူးမြောင်းမြောင်းစွာရယူပြီးတော့မွတ်စလင်အမျိုးသားရေးမွတ်စလင်လူငယ်များအသင်းကိုတူထောင်ခဲ့တဲ့ညာရှိအဲ့ဒီဂျာဒူးတွေအများကြီးရယူပြီးတော့မွတ်စလင်အရေးကိုဆောင်ရွက်ခဲ့ အဲ့ဒီလိုနဲ့1958ဘာသာပါလာနှစ်ချမ်းကွဲလို့တက်မတော်ကအင်းဆောင်အစိုးရယူလိုက်တဲ့အခါမှာဥရရှိအစိုးရဘက်ကပြုတ်ကြပြီးတော့မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်ငယ်မွတ်စလင်များအဖွဲ့ချုပ်အမာမွတ်စလင်အဖွဲ့ချုပ်တူခွဲလိုက်တယ်ပထမ1923လုံးကမွတ်စလင်လူငယ်များအတင်1960ကျတော့ဗမာမွတ်စလင်ဆိုပြီးဗမာနဲ့မွတ်စလင်ကိုအတူတူရောချလိုက်တယ် ဗမာလည်းမွတ်စလင်မွတ်စလင်လည်းဗမာဆိုပြီးသူရောချလိုက်တယ်။ဗမာပြည်ထဲမှာမွတ်စလင်တွေကငဘိုတွေကရှိတဲ့ပုံစံမျိုးဖြစ်အောင်ဗမာမွတ်စလင်အဖွဲ့ချုပ်ဆိုပြီးအဲ့လိုလုပ်လိုက်တယ်။အဲ့ဒီဗမာမွတ်စလင်အဖွဲ့ချုပ်ရဲ့ကြီးရွယ်ချက်မွတ်စလင်တို့၏အမျိုးဘာသာသာသနာနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး။နံပါတ်၁မွတ်စလင်တို့၏အမျိုးဘာသာသာသနာနှင့်လူမျိုးရေးလူမှုရေးတိုးတက်ရေး။နံပါတ်၂မွတ်စလင်တို့၏အမျိုးဘာသာသာသနာလူမှုရေးနှင့် မလ9ခန့်ဝင်ပြတို့တက်ရေနံပါတ်3အမျိုးဘာသာတာသနာအတွက်ကျွမ်းကျင်သောမွတ်စလင်လူရည်ဂျုံများပေါ်ပေါက်ရေအမျိုးဘာသာတာသနာလက်ရှိမှာလဲအဲ့ဒီမွတ်စလင်တွေရဲ့ဈေးဆိုင်ကိုတွားကြည့်ခွန်ရှိချောက်ဆိုင်တိုင်းလေးပါမှုခွန်ရှိချောက်ရှိဒါကသူတို့ရဲ့အမျိုးဘာသာတာသနာသူတို့ရဲ့အထိမ့်မဲ့ဒီပုံမှာကျမမဘုဒ္ဓမဟာသေးဘာမှမဝေဖန်လို့ဘူးဖောင်းမထုတ်ဒါသူတို့မျိုးသားရဲ့ကိစ္စမရှိဒါပေမဲ့ ဗုဒ္ဓဘာသာဆိုင်ရာ669လို့စိုင်းပုတ်သွားမတက်နဲ့ဗုဒ္ဓဘာသာရဲ့အဆုံးရောက်တဲ့ဗမာရေလူမျိုးရေးအဆုံးရောက်တဲ့ဗမာရေဘာသာရေးအဆုံးရောက်တဲ့ဆိုပြီးတော့ဂျင်းပေပေါ့အဲ့ဒီ669ဆိုင်ကိုဈေးမဝယ်ပဲကြော်သွားလိမ့်မယ်အခက်မသိရင်အဲ့ဒီ669ဆိုင်စိုင်းပုတ်669ဆိုင်ပုတ်ထောင်ထားတဲ့ဆိုင်ဘုံခွဲခံရလိမ့်မယ်အဲ့ဒါလက်ရှိပဲကလေးအရှိကြီးရဆိုတော့ကျမတို့မြန်မာပြည်မှာရှိတဲ့လူငယ်တွေခေါင်းတွေဘလောက်တောင်အုံနောက်တွေထဲမှာအစိတ်ခက်ခံရတယ်ဆိုတာခင်ဗျားတို့စဉ်းစားခင်ဗျားတို့စဉ်းစား ဗြဟ္မကောင်မွတ်စလင်နောက်တော့အာနာရီရပြီးတော့เนาะအာနာရီရပြီးတော့နေရာတွေရပစက်နေရလာတဲ့ခါမှာဗြဟ္မမွတ်စလင်လုံလိုက်တယ်မွတ်စလင်လူနည်းစုအခွင့်အရေးဆိုတဲ့ဇာတ်ကရာရှိကစပြီးတုံးခဲ့တာဥယျာရှိကစပြီးတုံးခဲ့တာဒါပေမဲ့ကလားချင်းတူတာတော့မှနိုင်ငံသားအခွင့်အရေးပေးတင်တဲ့နိုင်ငံသားပိသားတဲ့ဥယျာဇာတ်ကအဲ့လိုမဟုတ်ဥယျာဇာတ်ဆိုတာအလုံးတည်တယ်ကျမတို့ဗိုလ်ချုပ်နဲ့တူလွတ်လပ်ရေးချုပ်ပန်းစဉ်ကတည်ခဲ့တဲ့ အာသာနေကိုလည်းမပါရဲဥရဆက်ဥရဆက်ကသူမတည်ခင်တလားအလိုကအိန္ဒိယကိုသွားပြီးတော့မွတ်စနေကောင်းဆောင်နေနဲ့တွေ့ဆုံခဲ့တယ်နော်1949ခုဇူလိုင်16မှာ အာသာနေကိုလုံးချန်ခံရတယ်ဆိုတော့ဇူလိုင်အာ16မှာလုံချန်ခံရတဲ့မတေခင်တလအလိုဆိုတော့1949ဂျွန်လဂျွန်လမှာအိန္ဒိယခီးစင်ကိုတွားပြီးတော့မွတ်စလင်ခေါင်းဆောင်တွေနဲ့တွေ့ဆုံတဲ့နေရာမှာဥယျာဆက်ပါပြောခဲ့တယ်ကျွန်တော်ကလည်းလူမျိုးလူနည်းစုလို့မသုံးဘူး ကျွန်တော်တို့ကလူနည်းစုလို့မတုံးဘူးကျွန်တော်တို့ကလူနည်းစုအခွင့်အရေးမတောင်းဘူးလူများစုနဲ့ပဲတက်အောင်ပေါ့နံပါတ်1လူနည်းစုလို့မတုံးဘူးနံပါတ်2လူနည်းစုအခွင့်အရေးမတုံးဘူးနံပါတ်3လူများစုနဲ့ပဲတက်အောင်ပေါ့လူများစုနဲ့တက်အောင်ပေါ့ရင်ကျွန်တော်တို့ရှင်းလင်းလျှောက်တာပြားလဲဆွဲတာအတူတူနေလို့ရတယ်လေဥရဇက်အဲ့လိုပြောခဲ့တယ်ဆိုတော့လက်ရှိမှာဥရဇက်လိုလူမျိုးတွေ ဥရဇက်လိုမျိုးနိုင်ငံသားပြည်သားတွေလူမျိုးတွေကိုကျမတို့နိုင်ငံသားခွင့်ရပေးလို့ရတယ်။အဲ့ဒီအတွက်တို့ရဲ့နိုင်ငံသားခွင့်ရတဲ့တို့တွေဗလီတက်ခွင့်ရကျမတို့ခွင့်ပြုပေးရမယ်။ပေးတင်တယ်။အန်ယူဂျီကလူခွေဝင်ကြီးအောင်ကျော်မိုးပြောသူလိုရခိုင်တကြက်ရိုဟင်ဂျာတကြက်ပေးလို့မရဘူးမပေးနိုင်ဘူး။ဒီစကားကိုကျမမဘုဒ္ဓမဟာသွေးတယောက်ပဲအရင်တုန်းကလည်းပြောတယ်အခုလည်းပြောတယ်။လက်ရှိမှာအင်လူကြီးကိုထောက်ခံနေတဲ့လေလိုင်းတန်လူသက်သမားကြီးတကောင်မှမငင်းဘူး။ လက်ရှိမှာအေးအေးမပေးနိုင်ဘူးလို့တခေါမှမပြောဘူးအေးအေးကိုအားပေးထောက်ခံနေတဲ့လူတွေရခိုင်တကြက်ရိုဟေချာတကြက်တန်းလူခွေးကြီးမပေးနိုင်ဘူးလို့တယောက်မှမငြင်းကြဘူးဆိုတော့ခမရတို့ပဲ ဘင်္ဂလီတွေအတွက်အခွင့်အရေးလိုချင်တာလဲခမရတို့ဘင်္ဂလီတွေကိုစစ်တပ်ကအခွင့်အရေးမပေးပါဘူးလို့ဖိနှိပ်နေတာလဲခမရတို့ဟောတကယ်တဲ့စစ်တပ်ကအခွင့်အရေးပေးတော့လေစစ်တပ်ကအခွင့်အရေးပေးနေပါတယ်ဆိုပြီးတော့စစ်တပ်ကိုချစ်တဲ့မဘာသားတွေနဲ့တပ်မတော်ကိုချစ်တဲ့ကျမတို့ပြည်သူတွေကိုလှည့်ပတ်ပြီးရန်တိုက်နေကြတာလဲခမရတို့ခမရတို့ပဲအခုတမျိုးတကြတမျိုးအမျိုးမျိုးလုပ်နေကြတယ်အဲ့ဒါခမရတို့